လိုင်းတွေမှာတွေးနေတယ်ပရလောကစီပောက်ပြီးတော့ဒီငရယင်ကြီးလှုပ်တယ်ဆိုတဲ့ဝေါဟာရစကားတွေကိုကြည်ရတဲ့အခါကျတော့ဘာအပြင်းမြင်ပြီလဲတို့မြမာပြည်ကိုကအနေနဲ့ဖြစ်နတ်မေနဲ့ယုံတာကပုံများတယ်ကိုကိုတိုင်ကိုဒူးကိုခြုံကိုသွေးခေါ်ကိုသွေးခေါ်ပြီးတော့လေးလာတုံးတက်ဖို့ဆိုတဲ့ပညာရှိပညာတတ်ကောင်းဟုတ်လားအသိဉာဏ်ကျော်ဝါတဲ့ကောင်းဆိုရင်မြမာပြည်မှာ အယောက်တရားမှာဆိုရင်30တော့မဟာတရားသူများပြောရင်လက်ယုံမယ်သူများရအောင်လက်ယောင်မယ်မြန်မာပြည်ပဲဟာသူများတွေကပရလောကစီးပေါက်တယ်ပြောသူတို့လည်းပရလောကစီးပေါက်တာပဲပရလောကစီးပေါက်တာတော့မသိဘူးထောက်စီတို့စီးပေါက်တာတော့သိတယ်အဲ့တော့ဒီပရလောကစီးပေါက်တဲ့မြန်မာသားကျွန်တော်မြင်ကျွန်တော်ပြောတာနော်တကယ်ဟိုဝါရီဆရာကြီးတွေနဲ့လည်းနှိုင်းဝင်ပြောဘူးကျွန်တော်လည်းအဲ့လောက်တိဘုဒ္ဓတာမချွေးဝါဘူးလိလာအားလည်းမရှိဘူးပရလောကလည်းမမြင်ဘူးဘူး ဒီပရလောကစီပေါ့တယ်ပြောလို့ရှိရင်မြမပြည်မနာမည်ကြီးနဲ့ဘိုးထောင်စီတော်မှာရှိနေတဲ့ဒီအမတော်မြတ်နန်းွယ်ကိုဝါရင်းကာလတိလရှင်ဝုတ်ပေးတာရောဒါဖြစ်နိုင်မလားအကယ်၍မောင်တော်မြတ်နန်းွယ်ကနတ်ဖြစ်နေမယ်ဆိုရင်တိလရှင်ဝုတ်ပေးလို့ရလားသာသနာ့ဘောင်သုတ်တင်လို့ရလားဒါမှမဟုတ်ရင်အမတော်မြတ်နန်းွယ်ကနတ်ဖြစ်နေမယ်ဆိုရင်လူခန္ဓာကိုယ်မှာမပူးနေဘူးလူခန္ဓာကိုယ်မှာပူးနေတဲ့သာအမတော်မြတ်နန်းွယ်ဒီအောက်လက်ဘုံဒါပဲဖြစ်ရမယ်အဲ့တော့ပရလောကစီပေါက်တာ ဒါကရောပရလောကမှာစီမပေါက်နိုင်ဘူးလားနောက်တစ်ခုအရင်တုန်းကပြည်ကံတော်ကလို့ရှိရင်ရိုးရသမစင်အတိုင်းကြက်တွေပါတယ်တေးတေးလေးပါပဲအခုပြည်ကံတော်ကလို့ရှိရင် စိတ်တကောင်လုံးပြည်ကံတော်တခင်မကလို့ရှိရင် စိတ်တကောင်လုံးအသက်ခံရတယ်ဒါကိုနှက်ချော့တယ်လို့မပြောတော့ဘူးရစ်ပူစော်တယ်လို့ပဲကျွန်တော်မြင်တယ်နောက်အမေရေစရောစာစိုက်လဲစိတ်တကောင် ဒါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နဲ့ပြောလို့ရှိရင်ဒါကမဖြစ်သင့်နေပါဘူး။ဒါမဲ့ဒီလိုပြောလို့ရှိရင်နတ်ကတော်နဲ့နတ်ကိုယုံတဲ့လူတွေကျွန်တော်ကိုအထုတ်ထိုက်တက်ပြီးတော့ပြောနေလိုက်မယ်။နေကဘာသိတ်လဲညာသိတ်လဲဆိုတော့ကျွန်တော်တို့ကနတ်ကိုလည်းမယုံတော့မဟုတ်ဘူး။နတ်ကသူ့အတိုင်းသူရှိတယ်။ဒါမဲ့လူတွေပြောပြောနတ်နတ်ဆိုတာနတ်ဆိုတာကလူရဲ့ခန္ဓာကိုယ်ပါ။လပူကတ်လို့လည်းမရဘူးလေ။အခုပြောနေနတ်ကအောက်လက်ဘုံနဲ့ဖြစ်တဲ့အတွက်ဒီပရလောကနဲ့ပတ်သက်လို့ရှိရင်အဲ့ဒါတွေကရော ပြီးကံတော်တခင်မတကယ်လားစားနေတာလားဒါမှမဟုတ်ရင်အဟိတရိစ္ဆာနန္နာဘဝတွေကပူကပ်ပြီးတော့လာစားတောင်းနေလားနောက်တစ်ခုမဖဲဝါကားလို့ရှိရင်ဟိုးရွာရိုးကိုပေါက်ထမိန်ကိုစောက်ထိုးပတ်ပြီးပြေးနေရရောဒါရောပရလောကတွေဆက်ပြီးတော့မဖြစ်နိုင်ဘူးလားပြောပရလောကသားချစတန်းဆိုတာထောက်ပြတာထောက်ပြတာမဖဲဝါကိုတကယ်တရားချစ်ချင်အားထောက်လို့တွေမြင်တာရှိတယ် တော်တော်လေးချော်ပြီးတော့လှတယ်နော်နောက်တစ်ခုဓမ္မဘုရားကိစ္စနဲ့ပတ်သက်တာနောက်တစ်ခုဒီမန္တလေးတိုင်းမှာဆိုရင်နမဲကြီးဆိုင်တယ်မှာသကောထမင်းနဲ့သကောကိုအုပ်ပြီးစားတာဒါဆလောင်းစာပြည့်တဲ့ဘောပေါ့လမ်းဆိုလမ်းကွာမှာကျွန်တော်တို့ငယ်တုန်းကဆိုရင်ဆလောင်းစာတွေပြည့်ကြတယ်သကောတွေပြည့်ကြတယ်အဲ့လိုပြည့်တဲ့ခါကျတော့နာနာဘဝတွေလာစားတာလေဒါသကောထမင်းလဲအတိုင်းမိတ်ဆောင်တာပဲ ဒီအတိုင်းသမိုင်းကိစ္စနဲ့ပတ်သက်လို့ရှိရင်ဒိုးနိုင်ငံတွေကလည်းဘာဖြစ်လဲတပောင်းနိုင်ငံကောင်းတာလောက်လို့ရှိရင်ချက်ချင်းမရောက်ဘူးနမိတ်ဆိုတဲ့ချက်ချင်းရောက်ဒီတော့ဒီပရလောကသားကိုလည်းခဏဖယ်လိုက်ဒါကြီးကတဘာဝဘေးလို့ကျွန်တော်ပြောရင်လူတွေကလည်းလက်မခံကြဘူးတချို့တချို့လက်ခံကြတယ်ဒါပေမဲ့တဘာဝဘေးကဘာဖြစ်လဲကက်ကစိုက်လာတယ်မကောင်းတဲ့လူတွေများလာတော့ဒီကဘာမြေကြီးတဲ့သူမနေပါဘူးသူ့ကိုနေ့တိုင်းပြုပြင်တယ် ဘာညာတရကလောက်ကြတယ်သူ့ကိုမုံမန့်ကြတယ်ဟုတ်လားဒါမဲ့သူ့ကိုပြန်လဲထိန်ထိန်ဖို့ဒီကဘာမြေကြီးကိုဘလို့ထိန်ထိန်ဖို့ဘသူမှမထိန်ထိန်ပြီပြောတဲ့စကားထဲမှာအမှားပိုင်လဲခွလို့ပေါ့နော်အဲနောက်တစ်ခုကဘာရှိကြလဲဆိုရင်အခုဆိုရင်ဗာလဲငကဘွတ်တံကဲအဲ့နကားတွေဖယ်ရောက်ကုန်ပြီလဲလို့မေးပြန်ရောပြောပါအောင်နော် နဂဘောတောင်ကအရင်တုန်းကပြောတဲ့ငကံမင်းကြီးကဘယ်ရောက်သွားပြီလူပြည်ကိုစိတ်ကုတ်လို့ပြေးသွားတာထင်တယ်ဟင်နောက်ပြင်အခုတော့ငကဘောတောင်ကဂောဘကတွေဘယ်လိုလောက်အောင်လဲမသိဘူးเนาะငကဘောတောင်ကြီးကပျောက်ပျောက်ကွယ်သွားတဲ့သဘောပေါ့ပြီးလို့ရှိရင်အမတော်ဆုံးမွန်လှဖေရကဲအမတော်ဆုံးမွန်လှပူးနေတဲ့ငကတော်တွေကတော်ကြီးစားတွေမေးအောင်မယ် နေတော့ကအမတော်ဆုံးမလားကိုတိုင်ပူးနေပြီးတော့အမတော်ဆုံးမလားကသူ့ထီးတော့ပြုတ်ကြမယ်လို့သူတစ်ခါမပြောဘူးလားဟမ်ပြုတ်ကြမှာပေါ့တဲ့တဲ့ဖခင်ကထဲကမြေကြီးတွေအပြင်ကကွန်ကရစ်နဲ့နဲ့ပြုတ်ကြထီးတော့လှုပ်တယ်နဲ့ပြုတ်ကြပြီပေါ့ဒါကအမတော်ဆုံးမလားကဗာလဲဟိုကတော်တွေပြောတာရှိသေးတယ်ရှမ်းတိုင်းဆက်တွေကတိုက်တွေကခေါ်နေပြီးတဲ့ကြားထဲမှာဆုံးမလားဖခင်ကိုဗန်းပြပြီးတော့တိုက်တူးတိုက်ဖို့တိုက်ယုံတိုက် တိုက်ယုံတဲ့လူတွေအပေါ်မှာအမျက်စုပ်တွေးထောက်နေတယ်။နတ်ကတော်တွေကတပုံကြီးဆရာတွေကလည်းပုံကြီးလိုင်းထဲမှာအော်ချစ်ရတဲ့တကယ့်တန်ဝေကရဆရာငိုအိမ်ပြေပြိုလို့ဘီလက်မြေဘီလက်မြေရောင်တဲ့လူကလည်းဘီလက်မြေဈေးတင်တယ်လို့ဟာတိုက်ကြီးပြက်လို့ဆိုပြီးတော့အမတော်ဆောင်းမလကတိုက်ပြောင်းတာတို့ဟုတ်တယ်လားတိုက်ကိုဆက်ခေါ်နေပြီတိုက်တွေကခေါ်နေပြီမပြန်မရတော့ကြားတော့ငယူးတွေကလည်းအိမ်မက်မက်ပြန်ပြီတဲ့ ကိုကိုတိုင်ကဖရာတရားမရှိမမြဲတဲ့အတွက်အိမ်မက်ဆိုခရံချောက်ချာမတ်နေတယ်အဲ့တော့ဒီစောင်းမွန်လှနဲ့အမြဲတမ်းပူးနေတဲ့ကတော်တွေစောင်းမွန်လှစောင်းမွန်လှလို့ပြောနေတဲ့လူတွေကရောအဲ့ဒီဖရာမှာအဲ့ဒါလားအခုတော့ထီးတော့ချိုးလိုက်တာမချိနဲ့လို့အဓိကပြောချင်တာပရလောကရဲ့အဆက်တည်းပဲเนาะအဲ့တော့ပရလောကကိုကျွန်တော်မြင်တဲ့ပြိတ္တအမြင်ဘယ်လိုမြင်လဲဆိုတော့မှန်ခဲ့ပုံပေါ့ အမြင်မတူရင်တော့အကြိုက်တာဝင်ပြောလို့ရတယ်ဝင်ဖလှယ်ပြီးဆွေးနွေးလို့ရတယ်